စကိုင်းတိုင်းဒီပင်းရင်းမြို့နယ်အိုထင်းကွင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကနိုင်ငံတကာကပိတ်ပင်ထားတဲ့ cluster ဘုံနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ မေလာ၁၂ရက်မနက်၉နာရီခွဲအချိန်မှာအိုထင်းခွင်းရွာစာတင်ကျောင်းကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီဘုံတွေဟာစင်ပွားပောက်ကွဲတဲ့ cluster ဘုံတွေဖြစ်တဲ့ဆိုတာကိုမျက်မြင်ထွက်ဆိုချက်အပါအဝင်ပောက်ကွဲပြီးကျန်နေတဲ့ဘုံခွန်ချက်လက်တွေအရာသိရတယ်လို့ NUG လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဆိုပါတယ်။ ဆင်ပွားပေါက်ခွဲတဲ့ cluster ပုံဟာဘုံတလုံးထဲမှာကိုဘုံသေးလေးတွေဒါဇင်နဲ့ချီပါဝင်နေဘုံမျိုးအစားဖြစ်ပြီး cluster ဘုံထဲမှာပါဝင်တဲ့ဘုံသေးလေးတွေက100ရာခိုင်နှုန်းကနေ40ရာခိုင်နှုန်းအထိမပေါက်ခွဲပဲမြေကြီးပေါ်မှာကျန်နေတတ်တဲ့အတွက်အဲ့ဒီဘုံချင်းတွေဟာနှစ်အတော်ကြာတဲ့အထိအသက်အန္တရာယ်ရှိနိုင်ပါတယ်။ ကလပ်စတာဘုံတွေကိုထုတ်လုပ်တူလောင်အသွင်ပြုမှုကိုကြားမြင့်တဲ့ Convention on Cluster Munition စာချုပ်ကို2008ခုနှစ်ကနိုင်ငံပေါင်း120ကျော်ပါဝင်လက်မှတ်ရေးထိုးထားပေမဲ့မြန်မာနိုင်ငံမပါဝင်ဘူးလို့သိရပါဗျ။ အိုထင်းခွေးရွာစာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်မှုကြောင့် grade 2ကနေ grade 11အတွင် တက်ရောက်နေတဲ့ကျောင်းသူကျောင်းသားအယောက်20ကျော်နဲ့ဆီယမာ2ဦးသေဆုံးခဲ့တယ်လို့40ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ဒီဘေးအင်းမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမေလ12ရက်မှာထုတ်ပြန်ထားပါတယ်။